ားငယ်ရဲ့ကတော့မရှိခဲ့ဘူးဒါပေမဲ့ challenge တစ်ခုပြီးတိုင်းမှာပေါ့နော်ဂူးထွက်လာတဲ့အချိန်တိုင်းမှာအကုန်လုံးအစိုးရင်တကြီးနဲ့ပေါ့နော်ဂူးအဆင်ပြေလားဆိုပြီးတော့အဲ့လိုဖေးမကြလို့ပေါ့နော်အဲ challenge တိုင်းတော့အကုန်အဆင်ပြေခဲ့ပါတယ်လို့ဟုတ်ကဲ့ cuz i'm number 1 ain't nothing scary so come if you're ready you walk through the fire while i'm getting higher ယောက်ျားလေးနဲ့မိန်းကလေးနဲ့ပြိုင်ရတယ်လို့တော့မဟုတ်ဘူးပေါ့နော် တချို့ game တွေကလည်း team game ဆိုပေမဲ့တချို့ game တွေကလည်း individual ဆိုတော့အတကြက်အနေကြက်ကတော့သူ့အနေသူတော့ရှိတာပေါ့နော်လို့အနေကြက်ကြီးလို့ပဲမိန်းကလေးဖြစ်လို့ဟိုဒီမှာအနေကြက်ကြီးတစ်ခုဖြစ်သွားတာမျိုးတော့မဟုတ်ဘူးဟုတ်ဘလောက်ကြည့်ရတာလဲဆိုအခုအစွမ်းကုန်တော့စူးစမ်းထားပါတယ်လို့ဟုတ်ပြင်မရနီလူပတ်ပါတယ်ဘလို့ပြင်လို့ကြည့်အခု င်းစားမိပါလားအဲဘယ်လိုဖြစ်လို့ဆိုကန်းလန်းလာခဲ့တဲ့ခါကျတော့ဘောနော်ညီမအစငင်းလိုက်တယ်ငင်းလိုက်ပြီးတော့မှအဲကိုယ့်ရဲ့ fitness level ဘယ်လောက်ထိရှိလဲဆိုတာကိုယ်ကိုယ်တိုင်လည်းသိချင်လို့ဘောနော်အဲပြန်ဖြစ်သွားတာပါဟုတ်ကဲ့အဲ့တော့သိသွားပြီလားကိုယ့်ရဲ့ fitness level ဘယ်လောက်တော်တော်သိသွားပြီတော်တော်သိသွားပြီကဲအဲ့တော့တစ်ခါမှမလုပ်ဘူးတဲ့ကျွန်တော်ကအရင်ထပ်ဆုံး challenge တွေက အာ lifting ပေါ့ lifting ဘိုင်းကိုက weight မတာ ड़ी အအရင်တော့တစ်ခါမှမလုပ်ခဲ့ဘူးအဲအဲ့ဒီဟာလေးရတော့ကိုတော့တော်တော်ခက်ခဲခဲ့တယ်။အားငယ်ခဲ့ရတော့မရှိခဲ့ဘူး။ဒါပေမဲ့ challenge တစ်ခုပြီးတိုင်းမှာပေါ့နော်။ဂူးထွက်လာတဲ့အချိန်တိုင်းမှာအကုန်လုံးအစိုးရင်တကြီးနဲ့ပေါ့နော်။ဂူးအဆင်ပြေလားဆိုပြီးတော့အဲ့လို ဖေးမကြလို့ပေါ့နော်အဲ challenge တိုင်းတော့အကုန်အဆင်ပြေခဲ့ပါတယ်လို့ဟုတ်ကဲ့ပြောရမယ်ဆိုမြန်မာနိုင်ငံမှာဒီလိုပွဲလောက်တာဒီ fit အဲ app ကြီးကအရင်ဆုံးပဲလေနော်ဟုတ်ပြီးတော့ challenge တွေကလည်းတကယ်ပြတဲ့ချိန်ကျရင်မြင်ရမှာပါဂူတို့ဆိုလည်းအဲ့လိုကြုံပြီးရင်ခုန်နေရတာ ်ဘာလာမလဲဒါဘာပြီးရင်ဘာလာမလဲဆိုပြီးတော့ပဲအများတန်းရင်တမမနဲ့ဆောင်ခဲ့ရတဲ့ပြိုင်ပွဲဆိုလေဟုတ်စိတ်အတက်အကြတော့ပြိုင်ပွဲတိုင်းဘယ်ပြိုင်ပွဲမဆိုပါရှိပါတယ်ဟုတ်ဒါပေမဲ့ဘယ်လိုပြောရမလဲအဲတာရီကိုဖြတ်ကျော်ခဲ့ရတာပေါ့နော်ကို့အဲလိုချင်တာမလိုချင်တာဘာညာအဲအဲ့ဒါတွေအရင်စိတ်ထဲအရင်မထားဘူးမမျက်လေးဆိုရင်တော့ အဲဆော့တဲ့အပိုင်းမှာရောပြီးတော့အစားအသောက်ပိုင်းမှာကသူတိတ်တိတ်ချာချာလေး clean ဖြစ်အောင်စားပြီးတော့သူ့ခန္ဓာကိုယ်ဒီအရွယ်ထိထိန်းထားနိုင်တာတကယ်လဲချီးကျူးစရာပါလို့ဟုတ်ပြင်းပြင်းနဲ့ကူကူကူအလောက်အလုံးမဖြစ်ဘူးနည်းနည်း အလားအလားလို့တော့လည်းမဟုတ်တိတ်ချလေးတော့ဆော့ဖြစ်ပါတယ်ဒါပေမဲ့အရင်အပြင်းထန်လောက်တဲ့တဲမှာတော့မပါဘူးဟုတ်အဖိုကြီးနဲ့တွေ့မှာပဲနော်ဟုတ်တယ်ဒီအဖိုကြီးနဲ့တွေ့မှာပဲကိုဘလို့စားပြီးဘလို့ဆော့ရမယ်အဲ့ချိန်စားချိန်ဆော့ချိန်လေးတွေကိုတိတ်ချ manage လုပ်တတ်သွားပါဘောနော်ဟုတ်မမြက်လေးရောကိုကြောက်ရတဲ့ဟိုဟာအရှင်ပြိုင်ဘတ်တင်မပါလားအဲ့တော့လွင့်တဲ့ချိန်ကြမှာပဲကြည်လိုက်ပါတော့အခုဒီမှာတော့ဘာမှတိတ်ဟုတ်မပြောတော့ဘူးဟုတ်ဘယ်သူအကြောင်းဆုံးလ ကြောက်တယ်လေအကုန်လုံးကကြောက်စရာတွေပဲ။ယောက်ျားလေးနဲ့မိန်းကလေးနဲ့ပြန်ရတယ်လို့တော့မဟုတ်ဘူးပေါ့နော်။တချို့ game တွေကလည်း team game ဆိုပေမဲ့တချို့ game တွေကလည်း individual ဆိုတော့အတကြက်အနေချက်ကတော့သူ့အနေသူတော့ရှိတာပေါ့နော်။လို့အနေချက်ကြီးလို့ပဲမိန်းကလေးဖြစ်လို့ဟိုဒီမှာအနေချက်ကြီးတစ်ခုဖြစ်သွားတာမျိုးတော့မဟုတ်ဘူးဟုတ်။ ပြန်ငင်းနဲ့ဒါပြန်နေချိန်မှာကိုယ်ကွာခြားချက်ပေါ့မှာအခုလောက်ထိပြင်းထန်လို့ထင်သားခဲ့ဘာထင်သားတယ်ကြိုတွေးထားပြီးသားဖို့ယူဘာလို့လဲဆိုတော့ season 1ကိုလည်းကြည့်ခဲ့ပြီးပြီအဲဒီဒီဒီလောက်ဘယ်လိုပြောမလဲမြင်တဲ့ချိန်မှာဟာခနဲ့ဆိုပြီးအဲအဲ့လိုဖြစ်သွားတော့တဲ့ဒီပေါ့နော်တချို့ကလေဆိုဟုတ်အဲ့တချို့ပြိတ်သက်တွေကနည်းနည်းလ င်ထားတယ်ဆိုပြီးတော့ပြောတဲ့သူတွေကဘလို့ပြောချင်တယ်ပြောလို့လားအဲလလလေးကိုပဲကြည့်ပေးကြပါလို့စူးစားထားပါတယ်ကူတက်နိုင်သလားပေါ့နော်ကူလုံနိုင်တဲ့အာအကုံကူထုတ်သုံးထားပါတယ်လို့ဟုတ်ကဲ့အဲ့ဆိုဘောမှာအာထုတ်သုံးတော့ဒီဒီမှာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲဘယ်လိုပြောရမလဲရှိသမျှအာအကုံပဲအဲ့ဒါဒီဒီဒီຢ່າပြီးတော့လဲထပ် မလုံတော့ဘူးတော်ပြီဒီကိတန်ရရတာရရှိခဲ့လား injury ကတော့ကိုကပြင်းပြင်းထန်ထန်ပြီးတော့မရှိခဲ့ဘူးတချို့အဲ့ဟာလက်ပေါက်ပြဲတာလောက်ပဲ injury ဖြစ်ခဲ့တာဆိုတော့ကျန်တဲ့လူတွေက injury ဖြစ်တာပုံများတယ်ဟုတ်ဟုတ်မှာတော့လည်းပေါက်တယ်ဒီမှာလည်းဒါအင်းစင်လိုက်တာဟုတ်ဟုတ်ပြောပြပါအောင်ဆိုခုကြည့်မယ်အာဟုတ်ကဲ့အဲအပတ်စင်ပေါ့နော်ဒီ လာမဲ့24ရက်နေ့ကနေစပြီးတော့မှတနင်္ဂနွေနေ့နေတိုင်းရော MRTV4 ကနေအားပေးလို့လဲရပါတယ် MRTV4 ကနေမကြည့်ဘူးဆိုလို့ရှင်ဖုန်းနဲ့ကြည့်ချင်တဲ့သူတွေကတော့ပြုံးပလေးကနေကြည့်လို့ရပါတယ်အဲဆက်လက်ကြည့်ရှုပြီးတော့မှ DFOE အစီအစဉ်ကိုအားပေးပါအောင်လို့ကျေးဇူးများတင်ပါတယ်